ပရိသတ်များအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာမေလ2ရက်နေ့ဓမီစီမပရိုင်တာမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတင်ဆက်ပေးသွားမှာပါဒီနေ့ကြီးကျူးကြရမယ့်သတင်းတွေကတော့စစ်တပ်အရာရှိဟောင်းဥကြော့စေရဖမ်းဆီးစစ်ဆဲခံနေရတဲ့သတင်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့အပြစ်ရက်ကာလမေလာကုံထီထတ်တိုးလိုက်တဲ့သတင်းအနာသိစကောင်စီတပ်စခန်း၅ခုကို KNU ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တဲ့ Federal Democracy အတွင်ကူးပြောင်းရဲ့အစီအစဉ်၅ခုအတွက် Sanban AAO Alliance ဦးဆောင်အဖွဲ့ကသဘောတူလိုက်တဲ့အကြောင်း Trend အမိန့်အကျိုးဆက်တန်ပေါင်းများစွာသောကလေးငယ်တွေဒုက္ခခံစားရတဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ပထမဆုံးသတင်းတပုတ်အနေနဲ့မြန်မာစစ်တပ်အထက်မှဒုတိယဗိုလ်မှူးကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အငိမ့်စားတက်အရာရှိဟောင်းဦးကျော်စေရကိုစစ်ကောင်စီကထိမ့်သိမ့်စစ်ဆဲနေတယ်လို့ဒီကနေ့ BBC သတင်းတပုတ်မှာဖော်ပြပါတယ်။ဒါပေမဲ့ဖမ်းဆီးထိမ့်သိမ့်လိုက်တဲ့ရဲအတိအကျကိုတော့မသိရသေးပါဘူး။ ဥကြော်စေရာကိုဖန်စီထိမ့်သိမ့်လိုက်တဲ့အကြောင်းစစ်ကောင်စီဘက်ကလာတဲ့သတင်းတွေမှလည်းဖော်ပြထားပါတယ်။ NLD ပါတီလွှတ်တော်အမတ်ဟောင်းဖြစ်ခဲ့တဲ့ဥကြော်စေရာဟာသူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေစစ်ကောင်စီကျင်းပမဲ့ကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲနဲ့အာဏာသိမ်းစစ်ကောင်ဆောင်အဖော်ဝေဖန်ဓာတွေဇက်တိုက်လို့ရေးသားခဲ့ပြီးတဲ့နောက်အခုလိုထိမ့်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။ဥကြော်စေရာဟာ2015ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေဝင်ရောက်ရှင်ပြိုင်ပြီးရဲကောင်တိုင်းလွှတ်တော်ကို စလေဖြစ်လာခဲ့သူဟာ2018ခုနှစ်နှစ်ကုန်ပိုင်းမှာပါတီတာဝန်တွေကနေရန်နာခံရတဲ့ဒေါ်သက်သက်ခိုင်တီထောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးကိုရွှေ့ပြောင်းခဲ့တယ်လို့ပါတီဒုတိယဥက္ကဋ္ဌတာဝန်အထိယူခဲ့သူဖြစ်ပါတယ်ဒီပါတီကလည်း2020ခုနှစ်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ရာမှာရှုံးနိမ့်ခဲ့ပြီး2022ခုနှစ်မှာတော့ပါတီတွင်ပြဿနာတွေကြောင့်နှုတ်ထွက်ထားသူလည်းဖြစ်ပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကမေလ၁ရက်နေ့ကနေမေလ၃ရက်နေ့အထိအပြည့်ရက်ကာလကိုထပ်တိုးလိုက်တယ်လို့မေလ၁ရက်နေ့ရက်စွဲနဲ့ညီနောင်၃ဖွဲ့ကထုတ်ပြန်ကြေညာပါတယ်ဒီအဖွဲ့ထဲမှာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့အာရခတက်တော် AA တို့ပါဝင်ပါတယ် ဧပြီလကုန်မှငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်အပြစ်ရဲ့ကျင်ညာခဲ့ပြီးအခုဟာဒုတိယအကြိမ်ထပ်တိုးလိုက်တာပါငလျင်ကြောင်ပျက်စီးသွားတဲ့အဆောက်အုံတွေကိုရှင်းလင်းဖယ်ရှားဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုတွေဆက်လက်လှုပ်ဆောင်ဖို့အတွက်ဒီလိုအပြစ်ရဲ့ကာလကိုထပ်တိုးလိုက်တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တလားလောက်ရှိတဲ့ငလျင်နဲ့နောက်ဆက်တွဲလှုပ်ခတ်မှုတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကို ထိရောက်တဲ့ကုညင်ကယ်ဆယ်ရဲ့လုပ်ငန်းတွေမလုံနိုင်သေးတာကြောင့်ဒီလိုဆက်လက်လှုပ်ဆောင်ဖို့အပြည့်ရက်ကာလကိုမေလအကုန်ထိတစ်ဖက်သက်ထပ်တိုးလိုက်တာလို့လည်းဆိုပါတယ်အဲ့ဒီထုတ်ပြန်ချက်တွေအရ MNDAA TNLA နဲ့ AA တို့ဟာကိုကိုကိုခုခံကာကွယ်ရတဲ့တုံ့ပြန်မှုတွေကလွယ်ပြီးထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေမလုပ်ဘူးလို့ဆိုထားပါတယ် အာနာသိန်းစစ်ကောင်စီဘက်ကလည်းဧပြီလကုန်ထိအပြည့်ရက်ကြောင်းကြေညာခဲ့ပေမဲ့အခုထိအပြည့်ရက်ကာလထပ်တိုးတယ်ဆိုတဲ့ထုတ်ပြန်ချက်မျိုးမထွက်လာသေးပါဘူး။ဒါပေမဲ့ပထမအပြည့်ရက်ကာလမှာစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေစစ်ကြောင်းထိုးတိုက်ခိုက်တာတွေကိုနေ့စဉ်လှုံ့ဆော်ခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေကပြောထားပါတယ်ခင်ဗျာ။အခုနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မုံမြို့နယ်တဲက နောက်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျွန့်ကုန်းတောင်စုစားတဲ့ကြေးရော်တွေမှာစစ်ကောင်စီတပ်စခန်းတွေအထိုင်ချထားတာကိုကရင်အမျိုးသားအစည်းအရုံး KNU ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုကမေလ2ရက်နေ့ဒီကနေ့မှာပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်ချေလျင်တက်ရင်ခလာရ60နဲ့ ခလာရ83ကစစ်ကောင်စီတပ်သားတွေနတ်တန်ကွင်းနဲ့ကြောက်ကြီးမြို့နယ်ကြားမှာခြေကုပ်ယူထားတဲ့အဲ့ဒီနေရာတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီးတော့ဧပြီလ28ရက်နေ့မနက်တနားကြီးမှာအပြည့်သက်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတေဆုံးသူတွေထဲမှာဒုတက်ရင်မှုတဦးအရာခံဘိုတဦးပါဝင်ပြီးတော့တခြားအဆင့်တွေထိခိုက်ကြဆုံးသူတွေလည်းရှိတယ်လို့ KNU ကပြောပါတယ် ။ဒဏ်ရာရသူတွေလည်းများပြားပြီးလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။အာနာသိန်းစစ်ကောင်စီတပ်သားတွေဟာကြေးရွာတွေထဲဝင်ရောက်တပ်ဆွဲထားတာကြောင့်ဒေသခံတွေဟာသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုခြံထားခဲ့ရပြီးဘေးလွတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုအခြေအနေတွေကြောင့်ဒုက္ခမျိုးစုံရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။အာနာသိန်းစစ်ကောင်စီဟာအထိုင်ချထားတဲ့နေရာတွေဆုံးရှုံးလိုက်ရပြီးတဲ့နောက်ဧပြီလ30ရက်နေ့ကစပြီး ပိန်စလုတ်အခြေဆိုင်တဲ့ခြေလျင်တက်ရင်ခလာရ264ကဟာဝေဇာလက်နက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့သလိုဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်တာတွေလည်းလုပ်ခဲ့တယ်လို့ဒေတာတွင်သတင်းချင်းမြစ်တွေကပြောပါတယ်ဒီလိုတိုက်ခိုက်မှုတွေကြောင့်အကြက်သားနေအိမ်တွေထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခုနှစ်ဖွဲ့ရဲ့မဟာမိတ်အဖွဲ့ Seven EAO Alliance ရဲ့ဥဆောင်အဖွဲ့ကပြုလုပ်တဲ့၄ချိန်မြောက်ပုံမှန်အစည်းအဝေးမှာ Federal Democracy အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်၅ခုကိုဆွေးနွေးခဲ့တယ်လို့အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ KNU KLNL PC ပြောခွင့်ရသူဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောပါတယ် ၃လတကြိမ်ပုံမှန်ပြုလုပ်နေကြအစီအဝဲကိုပြီးခဲ့တဲ့ဧပြီလ29ရက်နေ့နဲ့30ရက်နေ့တွေမှာ၄ကြိမ်မြောက်အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအစီအဝဲမှာ Federal Democracy အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်၅ခုကိုဆွေးနွေးသဘောတူခဲ့ကြတာလို့သိရပါတယ် Federal Democracy အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်၅ရက်ကတော့နံပါတ်၁သက်ဆိုင်သူတွေအားလုံးကြိုတင်ကန့်သက်ချက်တွေမထားဘဲတနိုင်ငံလုံးအတိုင်းအတာနဲ့အပြည့်အခက်ရက်စဲဖို့ Federal Democracy ဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမှာဖြစ်ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေကကြိုတင်ကတိကဝတ်တွေရယူဖို့ Federal Democracy အသွင်ကူးပြောင်းရေးကာလအစိုးရတရက်ဖွဲ့စည်းဖို့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ နံပါတ်5နောက်ဆုံးအချက်ကတော့ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲတရက်လှုပ်ဖို့ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒီအစည်းအဝေး5ရက်ကိုမကြာမီကာလအတွင်းမှာစတင်ပြီးတော့နိုင်ငံတွင်းမှာရှိတဲ့ပဋိပက္ခချုပ်ငြိမ်းရေးမှာမပါမဖြစ်ပါဝင်သင်ပါဝင် ထိုက်တဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေအစုအဖွဲ့တွေနဲ့တွဲဆောင်ဆွေးနွေးမှုတွေလုပ်သားမယ်လို့လည်းသိရပါတယ်။ အဒီအစီအစဉ်၅ရက်အပြင်နိုင်ငံတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်တွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအချင်းချင်းကြားမှာထိတွေ့ဆက်ဆံမှုတွေစကားပြောဆိုမှုပုံမအားကောင်းလာစေဖို့နိုင်ငံတကာအင်အားစုတွေနဲ့အတက်နိုင်ဆုံးဆက်သွယ်ဆောင်ရွက်နိုင်ဖို့စတဲ့ရှေ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ် ဒီ seven EAO Alliance အဖွဲ့ကိုစစ်ကောင်စီနဲ့အပြစ်ရဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့9ဖွဲ့ဖြစ်တဲ့ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS မွန်ပြည်သိပ်ပါတီ MNSP Democracy အကျိုးပြုကရင်တပ်မတော် DKBA ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC လာဟုဒီမိုကရက်တစ်အစည်းအရုံး ADU ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PLLO နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့နဲ့2024မတ်လ18ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါတယ်ကိုဆိုင်ခန့်ကဆက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ထရန့်အမိတ်အကျိုးဆက်တန်းပေါင်းများစွာသောခလေးငယ်တွေဒုက္ခခံစားရတဲ့သတင်းကိုအရင်ဆုံးတင်ဆက်ပေးကြပါတယ် ဂျော်ဒန်ကလင်းငယ်အများစုဟာပြင်းထန်တဲ့မတန်ဆွမ်းမှုတွေခံစားနေကြရပြီးအဓိကအမေရိကန်အကူအညီဖြတ်တောက်မှုတွေကြောင့်အရေးကြီးတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုဆုံးရှုံးရပွဲရှိနေပါတယ်။ကမ္ဘာတဝမ်းကတန်ပေါင်းများစွာသောကလေးငယ်တွေဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အကူအညီဖြတ်တောက်မှုအမိန့်နဲ့ကြောင်းဒုက္ခရောက်နေကြပါတယ်။သူတို့အားလုံးဟာစစ်ပွဲတွေ၊ရာဇဝတ်မှုတွေ၊ကမ္ဘာကြီးပူနွေးလာမှု၊ဆင်းရဲမွဲတေမှု ယောဂါကူးစက်မှုတွေနဲ့တခြားသောအကြောင်းအရာတွေကြောင့်ခက်ခဲကြမ်းတမ်းမှုတွေကိုရင်ဆိုင်ယုံကန်နေကြတာပါဂျော်ဒန်နိုင်ငံရဲ့မြို့တော် MM မှာရှိတဲ့သူတို့ကုသမှုခံယူခဲ့တဲ့ Wedeck ပြန်လည်ထူထောင်ရေးစင်တာဟာ Trump ရဲ့အကူအညီဖြတ်တောက်မှုတွေမှာပါဝင်ခဲ့ပါတယ်လူနာ600ကျော်ဟာညာတွင်ချင်းစောင်းရှောက်မှုတွေဆုံးရှုံးခဲ့ကြရတာပါကလေးငယ်30ခန်းအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ခြေတုလက်တုတွေနဲ့ဘိန်းတက်ကလထိုင်တွေကိုဝါရှင်တန်ရဲ့အမိန့်ကြောင့်သူတို့စီပို့ဆောင်လို့မရတော့ပါဘူး အဲ့ဒါကြောင့်ကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာဝေဒနာတွေလည်းခံစားနေရပါတယ်။ Trump ဆိုရကဖြတ်သိမ်းခဲ့တဲ့ American အကူအညီ USA ဟာကမ္ဘာတဝန်းဖြန့်ဝေတဲ့အကူအညီအားလုံးရဲ့52ရာခိုင်နှုန်းကျော်ကိုဒေါ်လာ52.8ဘီလီယံဘတ်ဂျက်နဲ့ထောက်ပံ့ပေးထားခဲ့ပါတယ်။ မာလာဝီမှာရှိတဲ့ကျောင်းတွေမှာလည်းအလားတူအရေအတွက်ဟာအခမဲ့အစားအစာတွေမရရှိတော့ဘူးလို့အမည်မဖော်လိုတဲ့တခြား NGO အဖွဲ့တစ်ခုကဆိုပါတယ်။အစားအစာအထောက်ပံ့တွေမရရှိရင်ကလင်းငယ်များစွာကျောင်းထွက်သွားကြပါလိမ့်မယ်။ American ရဲ့ဆုံးဖြတ်ချက်ကြောင့်တူလာယုံနေမှာရှိနေတဲ့အစားအစာတန်ပေါင်းများစွာပုတ်တိုးနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးအလွန်စိတ်ပြက်ဖွယ်ကောင်းကြောင်း NGO အဖွဲ့ကပြောကြားထားပါတယ်။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အီရန်နဲ့ဆွေးနွေးဖို့အမေရိကန်မျှော်လင့်ပေမဲ့ထရန့်ကပိတ်ဆို့မှုတွေလုပ်ဖို့ပဲဖိအားပေးနေတယ်လို့ဆိုပါတယ်ဒီအကြောင်းကိုလည်းကိုဆိုင်ခန့်ကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ အီရန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲအသစ်တွေမကြခင်ပြုလုပ်နိုင်မယ်လို့မျှော်လင့်ကြောင်းအမေရိကန်နိုင်ငံကကြားသာရေးနေမှာပြောပါရယ်။ဒါပေမဲ့တမရထရန်ကတော့အီရန်ပေါ်ပိတ်ဆို့တန်ခတ်မှုတွေချမှတ်မယ်လို့ကြေပြုပြောကြားခဲ့ပြီးအီရန်ရေနံဒါမှမဟုတ်ရေနံဓာတ်ပစ္စည်းတွေကိုဘလောက်ပမာဏပင်ဖြစ်စေတကဘာလုံးကဝိုင်းဝန်းသပိတ်မှောက်ကြဖို့တောင်းဆိုနေပါတယ်။အခုသတင်းပတ်ကုံမှာရောမမြို့မှာကျင်းပဖို့စီစဉ်ထားတဲ့စတုတ္ထအကျော့ဆွေးနွေးပွဲမှာနှောင့်နှေးသွားခဲ့ရကြောင်းအီရန်ကပြောကြားပါရယ်။ ကာလာရှိကြရံဘတ်တွေကြဂျားဝင်ညှိနှိုင်းပေးနေတဲ့အိုမန်ကတော့အဲ့လိုနှောင့်နှေးသွားခဲ့ရခြင်းဟာထောက်ပံ့ပို့ဆောင်ရေးအကြောင်းတွေကြောင့်ဖြစ်တယ်လို့ပြောပါရတယ်။ဒါပေမဲ့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူတင်မီဘရုစ်ကတော့ အစည်းအဝေးကျင်းပမယ့်နေ့ရက်နဲ့နေရာကိုဘယ်တော့မှတတ်မှတ်ထားတာမရှိခဲ့ကြောင်းဝါရှင်တန်မှာပြောပါရယ်။နောက်တစ်ကြော့ဆွေးနွေးပွဲတွေတိတ်မကြခင်ကျင်းပနိုင်လိမ့်မယ်လို့ကျမတို့မျှော်လင့်ပါတယ်လို့သူကသတင်းတောက်တွေကိုပြောခဲ့ပါရယ်။အရင်2018ခုနှစ်နျူကလ িয়ার စာချုပ်ကိုစုပ်ဖြဲပစ်ခဲ့တဲ့ Trump ကစိုးရင်ပူပန်မှုတွေကိုဖြေရှင်းနိုင်ဖို့တဘောတူညီချက်အသစ်ရလိမ့်မယ်လို့မျှော်လင့်ကြောင်းနဲ့အီရန်ကို Israel စစ်တပ်ကဝင်ရောက်တိုက်ခိုက်မဲ့အလားအလာကနေလဲဖယ်ရှားနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါရယ်။ ထိတ်တန်းနဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ရွှေစည်ငွေလဲနှုံစည်စက်သုံးစီစည်နဲ့စားအုပ်စီစည်တွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးပါပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုံတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စေ4400ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စီ1600.4ကျပ်ပြင်ပပေါစီ3400.7ကျပ်ယူရိုပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စီ2386.13ကျပ်ပြင်ပပေါစီ5039ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ62.9ကျပ်ပြင်ပပေါစီ133.89ကျပ် လေရှားတဝင်းခစ်ကိုစစ်ကောင်စီတပ်မတ်စီ486.39ကျပ်ပြင်ပပေါင်စီ1036ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတပ်မတ်စီ56.9000ကျပ်ပြင်ပပေါင်စီ83.6000ကျပ် 15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ53သိန်း13625ကျပ်ပြင်ပပေါ့စေ69သိန်း3000ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2480ကျပ်ပရီမီယံဒီဇယ်လီတာကို3055ကျပ်အော်ဒေး92လီတာကို2885ကျပ်အော်ဒေး95လီတာကို 1940ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6935ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဒမီစီမာပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ